အခုဘုံဘုံရောက်ရှိနေတဲ့နေရာကတော့မန္တလေးမြို့ရဲ့အထင်ကရဖြစ်တဲ့ငလျင်တန်းအကြီးကျယ်ခံစားလဲရတဲ့တကူကြီးဆုံးမဟာမြတ်မုန်ဤမြတ်စွာဘုရားရှိခိုးရောက်နေတာဖြစ်ပါတယ်။လန်ခီးမှာပင်ပန်းခဲ့သည်၊မောခဲ့သည်၊ပန်းခဲ့သည်မြတ်စွာဘုရားရဲ့မျက်နှာတော်ကိုအာရပါရဖူးလိုက်ရတဲ့အခါမှာ ပင်ပန်းသည်တော်မောပန်းသည်တော်ဒုက္ခတွေအကုန်လုံးဟာပြင်းကျင်းသွားသလိုခံစားရပါတယ်။ ဘုရားကြီးကိုအရင်ကလို့တော့အနိကဖူးမြော်လို့မရတော့ဘူးပေါ့နော်အခုကတော့အဝေးကနေပဲဖူးမြော်ရတာဖြစ်ပါတယ်အဝေးကနေဖူးမြော်ရတယ်ဆိုပေမဲ့ဘုမောရဲ့စိတ်ထဲမှာတော့ဒီမဟာမြတ်မုနိမြတ်စွာဘုရားကို အနိကရှိခိုးရတယ်လို့ပဲပူဇော်ရတယ်လို့ပဲစိတ်ထဲမှာအဲ့ဒီလိုထင်မိပါတယ်မဟာမြတ်မုနိရဲ့ပတ်သက်လို့တော်တော်များများကမဟာမြတ်မုနိဘုရားကို လာကြတဲ့အခါမှာအထပ်ပုံရိုက်မယ် စပီးဆွဲမယ်ငငယ်ချင်းတွေနဲ့ပြောပွဲစားလာတဲ့လူမျိုးတွေ့ရတယ်မြင်ရတယ်ဗျအကျိုးဆိုရင်အတွင်းလေးတွေပါတွေ့ရတယ်အာမိဘတွေကိုဟိုចောင်းပြဒီចောင်းပြပြီးတော့ဖះဘောမှာလာတွေ့တာနဲ့တွေ့ပါတယ်ရထားပါတော့လေအဲ့တော့မဟာမြတ်မှုနေမှာဒီမဟာမြတ်မှုနေရုပ်ရှင်တော်ဘုရားကြီးမှာအံ့ဘွယ်၈ပါးရှိပါတယ်အံ့ဘွယ်၈ပါးပေါ့နော်အဲ့ဒီအံ့ဘွယ်၈ပါးကိုမှတ်သားပြီးတော့ ဒီမဟာမြတ်မုနိမြတ်စွာဘုရားကိုဖူးမယ်ဆိုရင်အမတန်ကိုအကျိုးများပါတယ်။နံပါတ်1ကမဟာမြတ်မုနိမြတ်စွာဘုရားရဲ့အပေါ်ကိုပေါ့အကြောင်းတော်ပေါ်ကို တခြားသောကျင့်ငယ်တရိတ်ဆန်တွေပြန်တန်းဖြတ်တန်းလို့မရဘူးတဲ့။နောက်နံပါတ်2ကမြတ်စွာဘုရားရဲ့မျက်နှာတော်ဟာအမြတ်စွာဘုရားရဲ့မျက်နှာတော်ဟာတစ်ခါတလေမှရောင်ကြီးတော်တွေလွတ်လေရှိတယ်တဲ့။နောက်နံပါတ်3က ကာသလီမိစ္ဆာယူရှိတဲ့ပုံကိုယ်တွေအချင်းပြတ်တဲ့ပုံကိုယ်တွေအကုသိုလ်တွေများတဲ့ပုံကိုယ်တွေလာရောက်ပြီးတော့ပုမျော်မှန်လျှော့ကတော့မယ်ဆိုရင်တဲ့အဲဖရာကြီးရဲ့မျက်နှာတော်ဟာမျိုးလျော်တယ်မျိုးလျော့တယ်လို့ဒီလိုလေးရှိပါတယ်နံပါတ်၄ကရုပ်ပွားတော်မြတ်ကြီးရဲ့တရံတော်ကိုပုံတူ ကူးယူတော်လဲပဲလုံးဝမတူညီနိုင်ဘူးတဲ့နံပါတ်၅ကတရားထိုင်တရားပြိုင်ပြီးတော့ တစ္ဆာဆိုကြမယ်ဆိုရင်အဲချက်ချင်းဆိုသလိုပဲမှန်မှန်တဲ့သူတွေမတရားပြုတဲ့သူတွေကအရှုံးများတယ်တဲ့ဒါကိုကမတရားခံရတာတွေများလာတဲ့အခါကျရင်ဒါဘုရားရှိမှတရားထိုင်ပြီးတော့တစ္ဆာဆိုမယ်ဆိုရင်လည်းကိုယ့်ဘက်ကအနိုင်ရနိုင်တာပေါ့နော်နောက်နံပါတ်6ကဒါရွှေပြားတွေရွှေဆိုင်တွေအများစွာပေါ့အများစွာဘုရားကိုပူဇော်ရတဲ့အနေနဲ့ကတ်ကြတယ်အဲ့လိုကတ်ကြတဲ့ကံမှာ မြတ်စွာဘုရားရဲ့ခိုးလုံးတော်ကြီးဟာပြည့်ဖြိုးပြီးတော့မှကြီးမားလာတာမျိုးမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ကကြည်ကြည်လည်လည်နဲ့မျက်နှာတော်နဲ့အဝင်ခွင်ကြဖြစ်နေတယ်တဲ့အနမ6အမွေပေါ့နံပါတ်9ကတော့ရုပ်ဘွားတော်မြတ်ကြီးကိုနေ့စဉ်နဲ့အမျှဘယ်ချိန်ဘယ်ကာလပဲဖြစ်ဖြစ်ပေါ့ဘုရားဘူးလာကြတဲ့ပရိသတ်တွေဟာစီစီကကတိုက်တိုက်ဝုံဝုံရှိနေတတ်ပါတယ်နံပါတ်8ကအကြံအခါသမယမှာမြတ်စွာဘုရားကို ရေသွန်းလောင်းကြတယ်အဲ့လိုရေသွန်းလောင်းကြတဲ့အခါမှာ ေဘွားတော်ကြီးရဲ့ရှေ့မှာကြီးမတင်ဘူးတဲ့ဒီလိုအံ့ဘွယ်ထူးခြားမှုတွေနဲ့ရှိတဲ့မဟာမြတ်မုန်ကြီးမြတ်စွာဘုရားဖြစ်ပါတယ်မဟာမြတ်မုန်ကြီးမြတ်စွာဘုရားကိုလာမယ်ဆိုရင်ဒီအံ့ဘွယ်တွေကိုအာယုံပြုပြီးတော့မှလည်းမြတ်စွာဘုရားကိုအာရပါရကြည်ညိုကြောနိုင်ပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ